လာပါရှင်ကျမကတော့ချူချူဆမ်းပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်အာနာသိစစ်တပ်ရဲ့ပြည်သူအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေခွင့်ရချုပ်ဖောက်မှုတွေနဲ့စစ်တပ်ကိုတိုက်ရိုက်ဒါမှမဟုတ်သွယ်ဝိုက်ထောက်ပံ့ကူညီပေးနေတဲ့နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းကိုစုံစမ်းဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ဟာ2025ခုနှစ်အတွက် Right Livelihood Award ဆုရရှိသွားပါတယ် GFM ဟာဒီစုကို Pacific ကျွန်းများနိုင်ငံ Guam ထိုင်ဝမ်နဲ့ Sudan တို့ကသဘာဝပတ်ဝန်းကျင်အရေးအတွက်ဆောင်ရွက်သူတွေဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ကူညီထောက်ပံ့သူတွေနဲ့စစ်ဘေးဒုက္ခသည်တွေကိုကူညီတဲ့အဖွဲ့တွေနဲ့အတူတူပူးတွဲရရှိခဲ့တာပါ JFM ဟာသူတို့ရဲ့တတိနဲ့အကျင့်ပြတ်ချစာနေတဲ့မြန်မာစစ်တပ်ကရနေတဲ့နိုင်ငံတကာအကူအညီတွေကိုရော့ပါစေတဲ့သူတို့ရဲ့ရှေ့ဆောင်စုံစမ်းဖော်ထုတ်တဲ့နိလန်းတွေကြောင့်ဒီစုကိုရတာလို့ Right livelihood award ကထုတ်ပြန်ပါတယ်စစ်တပ်ရဲ့အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှုစတင်ခဲ့ပြီး၅နှစ်နီးပါးကြာတဲ့အထိကြီးစွာသောကိုကျိုးစွန့်ပေးဆပ်မှုတွေနဲ့စစ်အုပ်စုကိုဂုံရောင်ပြောင်မြောက်စွာဆန့်ကျင်တော်လှန်ရရှိတဲ့မြန်မာပြည်သူတွေရဲ့အမှတ်ခံတတိပြတိကိုဂုံပြုတဲ့အနေနဲ့ဒီစုကိုလက်ခံရယူပါတယ်လို့ GFM ကထုတ်ပြန်ပါတယ်။ Right Livelihood Award ကို1989ခုနှစ်ကတည်းကစတင်ထောင်ပြီးကမ္ဘာတစ်လွှာကသဘာဝပတ်ဝန်းကျင်ထိသိကကွယ်ရေးလူအခွင့်ရေးရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှုကျန်းမာရေးပညာရေးနဲ့ငြိမ်းချမ်းရေးစတဲ့ခဏတွေမှာဆောင်ရွက်နေကြသူတွေထက်ကရွေးချယ်ပြီးနှစ်စဉ်ဆုချီးမြှင့်တာဖြစ်ပါတယ်ရှင်။ စစ်တပ်အနာသိမ်းထားတဲ့လေးနှစ်ကျော်ကာလအတွင်းကရီနီပြည်နယ်နဲ့ကယန်းဒေသမှာစစ်ရေးနိုင်ငံရေးနဲ့လူအခွင့်အရေးချိုးဖောက်ခရမှုတွေကြောင့်အယက်သားနဲ့စစ်ရှောင်ပြည်သူအယောက်100ကျော်သေဆုံးခဲ့တယ်လို့တိုတက်သောကရီနီပြည်သူအင်အားစု PKPF ကအော်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်2025ခုနှစ်ကိုလာတာကာလအတွင်းမှာတင်အရက်သားနဲ့ဆစ်ရှောင်ပြည်သူအယောက်ပေါင်း100ကျော်သေဆုံးခဲ့ပြီးထိတွေ့တိုက်ပွဲပေါင်းအကြိမ်150ထိရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါ့အပြင်ကိုရီနီပြည်နယ်နဲ့ကရင်ဒေသမှာစစ်ရေးပြင်းထန်မှောက်တဲ့စာသင်ကျောင်းပေါင်း30နဲ့စစ်အုပ်စေကမောင်း16ခုပြည့်စည်ဆုံးရှုံးခဲ့ရပြီးစစ်ကော်မရှင်ဘက်ကတိုက်လေရင်နဲ့ရဟရင်၄စီးဆုံးရှုံးထားတာက စစ်သားအယောက်3900ကျော်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။လက်ရှိဂရီနီပြည်နယ်မှာရွေးကောက်ပွဲကြောင့်စစ်တပ်ကဆင်မနာ3ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်ဘော်ရခဲမိုးပြဲနဲ့ဖဲခုံဘက်တွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်မနာပြည်မှာနီနာမှာရှိနေမဲ့ပြည်သူတွေအနေနဲ့စစ်ရေးတရေရှိကြဖို့နဲ့တော်လိုက်တက်တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာဖို့ဆိုပြီးဂရီနီအမျိုးသားကာကွယ်ရေးတပ် KNDF ဘက်ကလည်းထုတ်ပြန်အသိပေးထားပါတယ်ရှင်။ VOA ဝန်ထမ်း900ကျော်ကိုအစုလိုက်ပြုံလိုက်လှုပ်ဖြုတ်ခဲ့တဲ့ဆိုရရဲ့လို့ရကိုယာယီရက်ဆိုင်ပြီးနောက်ထပ်မဆောင်ရွက်ဖို့ကိစ္စအပါဝဲအချက်၅ချက်ပါတဲ့အမိန့်စာကိုဒေသစံနယ်ရှင်စက်တင်ဘာ29ရက်နေ့ကြားနာမှုပြီးမှအမေရိကန်ပြည်တော်စု Washington DC ခရိုင်တရားသူကြီးလမ်ဘတ်ကချမှတ်ထုတ်ပြန်လိုက်တာပါမနက်ပိုင်းရုံချင်းနှစ်ဖက်ကြားနာမှုပြီးတဲ့နောက်ညနေပိုင်းမှာအမိန့်ဆုံးဖြတ်ချက်ကိုတရားရုံးကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မနက်ပိုင်းယုံကြီးနှစ်ဖက်လျှောက်လေကြားနာတဲ့အခြေအနေနဲ့ပတ်သက်ပြီးတရားရုံးကိုလာရောက်ခဲ့တဲ့ FUA ဝန်ထမ်းတယောက်ကအခုလိုမှတ်ချက်ပေးပါတယ်။ We presented strong arguments that the RIF should be paused. ဝန်ထမ်းတွေကိုလှုပ်ဖြုတ်တဲ့လုပ်ရက်ကိုရပ်ဆိုင်းထားတဲ့နယ်ဆိုတာကိုကျွန်တော်တို့ခိုင်ခိုင်မာမာလျှောက်လဲနိုင်ခဲ့ပါတယ်။တရားပြိုင်နေဘက်ကတော့အမှုနဲ့ပတ်သက်ပြီးတာဝန်ယူဖြည့်ရှင်းပေးကြောင်းကောင်းမွန်တဲ့လျှောက်လဲချက်နဲ့ခိုင်မာတဲ့အချက်လက်တွေမပေးနိုင်ခဲ့ပါဘူး။ကျွန်တော်တို့ဘက်ကခိုင်လုံတဲ့အကြောင်းပြချက်တွေရှိပေမဲ့သူတို့ဘက်ကတော့တရားရုံးညွှန်ကြားချက်တွေနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်နေတယ်ဆိုတာမရှင်းပြနိုင်ခဲ့ပါဘူး။အဲ့ဒီအတွက်တရားသူကြီးအနေနဲ့ကျွန်တော်တို့လိုအပ်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်မယ်လို့ယူဆပါရစေ။ We're going to have a pause in the riff until the merits of the case can be decided. COA ဝန်ထမ်းတွေကိုစက်တင်ဘာ30ရက်နေ့နောက်ဆုံးထားပြီးလှုပ်ဖြုံမဲ့အကြောင်း August 29ရက်နေ့မှာ Global Media ဆိုရအေဂျင်စီ USCGM ကအသိပေးစာတွေပေးပို့ခဲ့တာပါ COA တာဝန်လုပ်ငန်းတွေထဲကအရေးပါတဲ့နိုင်ငံခြားဘာသာစကားအစီအစဉ်တွေနဲ့ဒေတာတွေအတွက်အရင်တိုင်းပြေဝမဟုတ်ရင်တော့ဥပဒေပြဋ္ဌာန်းချက်နဲ့အညီအနိုင်ဆုံးအဆင့်ပြန်လည်လှုပ်ဆောင်ရမယ်ဆိုတဲ့တရားရုံးရဲ့ April 22ရက်ကနဦးမိန်ကို USCGM ကလိုက်နာမှုမရှိတာတွေ့ရတယ်လို့တရားရုံးအမိန့်စာမှာဖော်ပြပါတယ် အစိုးရဘက်ကဆောင်ရွက်ခဲ့တဲ့လုပ်ငန်းကြွန့်ကျင်အင်ဂျင်နီယာတွေနဲ့ဘာသာစကားကြွန့်ကျင်သူအလုံးကြီးပါကိုရှော့ချမဲ့လို့ရဟာကြာယုံကနဦးအမိတ်မှာအတန်းလွင်လုပ်ငန်းတွေပုံမှန်ပြန်လဲပတ်ဖို့ညွှန်ကြားချက်နဲ့အဆက်မှုမရှိကြောင်းကြာယုံကတွေးရှိတယ်လို့လည်းဆိုပါတယ် VOA ဝန်ထမ်း900ကျော်ကိုအလုတ်ထုတ်တဲ့မထုတ်တဲ့ဆိုတဲ့ကိစ္စမှာအေဂျင်စီကဆက်ပြီးလုပ်နေတဲ့အပိုင်းမှာစက်တင်ဘာ30ရက်နောက်ဆုံးထားပြီးအလုတ်ထုတ်မဲ့ကိစ္စကဘသူကတာဝန်ယူလုပ်နေတယ်လဲဘသူအမိန့်နဲ့လုပ်နေတယ်လဲဆိုတဲ့ဟာကိုလည်းတရားရုံးမှာကြားနာတယ်ကျမတို့ VOA ရှေ့နေဘက်ကရှောက်ထားတာကတော့ဒီကြားနာချက်နဲ့ပတ်သက်ပြီးတော့ဒီလိုအလုတ်ထုတ်မဲ့ကိစ္စမှာတော့ဘသူအမိန့်နဲ့ဆောင်ရွက်နေလဲဆိုတာကွက်ကွက်ပြပြရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့တော့ကျမတို့တင်ပြထားတာရှိတယ် ဝန်ထမ်းတွေကိုအလုပ်ဖြုတ်တာခဏတွေကိုတရားရေးဘက်ကဝင်ရောက်ဆွဖတ်လို့မရဘူးဆိုတော့အစိုးရရှိနေရဲ့တရားဝင်ခြေပါချက်ကိုတရားသူကြီးကပယ်ချခဲ့ပြီးအေဂျင်စီကဥပဒေနဲ့ညီလုပ်ငန်းမဆောင်ရရင်ဝန်ထမ်းလုပ်ငန်းကိစ္စကိုပါသူ့အနေနဲ့ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့အမိန့်စာမှာဖော်ပြပါတယ်။တရားရုံးကအမိန့်ထွက်လာတာဟာအားရစရာကောင်းပေမဲ့အစိုးရဘက်ကအယူခံအဆင်ပြေဝင်လား အမှုကိုအချိန်ကြာဆွဲဆန်းတာတွေပြုလုပ်နိုင်တဲ့အတွက်ဝန်ထမ်းတွေရည်တည်နိုင်ရေးဟာစိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ဘာဖြစ်မယ်ဆိုတာကိုမရေမရာအခြေအနေကတော့ဆက်ပြီးတော့ကြုံနေရဆဲဖြစ်တယ်။ဒီအပေါ်မှာ VOE ဝန်ထမ်းတွေအနေနဲ့ကတော့အတော်လေးစိတ်ပိုင်းဆိုင်ရာအရာလဲအဖိအားတွေထိခိုက်မှုတွေအများကြီးဖြစ်စေပါတယ်။နောက်တစ်ခုကဒါလူရရဲ့ဂုံတိတ်ခါပေါ့နော်လူဂုံတိတ်ခါပေါ့စိတ်သက်ချမှုတွေနော်ဟိုစိတ်ပိုင်းဆိုင်ရာအရာမပြေလည်မှုတွေကြုံကြရတာလဲဒီကာလတခြားလုံးမှာအများကြီးရှိပါတယ်ရှင်။ USGM ကအရင်တရားရုံးအမိန့်တွေကိုလေးစားလိုက်ညာခြင်းမရှိတာကိုသတိပေးထားပြီးဒီပြုမှုတွေဟာတရားရုံးအမိန့်ချိုးဖောက်မှုနဲ့အရေးယူခံရမယ့်စီကိုဥတည်နေတယ်လို့တရားသူကြီးလမ်ဘတ်ကအမိန့်စာမှာဖော်ပြပါတယ်။ American သမ္မတဒေါ်နယ်ထရမ့်ကဒေသစံတော်ချိန် match လ14ရက်နေ့မှာသတင်းဌာနတွေကိုစီမံကန်တွေတဲ့ Global Media Source Agency USGM အပါအဝင်တခြားအစိုးရ Agency ၆ခုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအနည်းဆုံးဖျောက်ထားဖို့ညွှန်ကြားချက်မှာလက်မှတ်ရေးထိုးခဲ့တာပါ။ သမရဂျွန်နယ်ထရမ်ဟာအစိုးရလုပ်ငန်းတွေအားလုံးရဲ့ငွေကြေးသုံးစွဲမှုနဲ့ဝန်ထမ်းခန့်မှုအခြေအနေတွေကို ပြန်လည်သုံးသပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့အခုလိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တူတာချမ်းသာပါ။ အိန္ဒိယနိုင်ငံတောင်ပိုင်းတမီနာဒူပြည်နယ်ချက်နှိုင်းမြို့မှာဆောက်လုပ်နေဆဲအပူဓာတ်အပိစက်ရုံမတော်တဆမှုဖြစ်ပွားခဲ့ရမှာအလို့သမား၉ယောက်တေဆုံးသွားပြီးတယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့အစိုးရတာဝန်ရှိသူတယောက်ကိုကိုးကားပြီး ANI သတင်း agency ကစက်တင်ဘာလ30ရက်အင်္ဂါနေ့မှာသတင်းထုတ်ပြန်ပါတယ်အနော်အထူးစီဝါရေးဆိုစူပါခရစ်တီကယ်အပူစွမ်းအင်စီမံကိန်းရဲ့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ သမဏိပောင်ခွေပြိုကျခဲ့တာကနေဒီဖြစ်ပျက်ဖြစ်ပွားခဲ့တာလို့တမီနာတိုလျှက်စစ်ဘုတ်အဖွဲ့အတွေ့မူလည်းဖြစ်တဲ့ဆက်ယုတ်ပိုက်ရှင်ဂျေရာတာခရစ်စနန်ကပြောပါတယ်။ရရှိထားတဲ့အစီရင်ခံစာရဲ့အချက်အလက်အရကြောက်မိသူတွေကိုတည်ဆောင်ထားတဲ့တမဏိပောင်ခွေကခမတ်ကြီး45မီတာအမြင့်လောက်ကနေပြုတ်ကျသွားတာဖြစ်ပြီးသစ်ဆုံးသွားရတဲ့လူကိုယ်ရောက်ကိုဆေးရုံကိုပို့ထားတယ်လို့သူကဆိုပါတယ်။ တမီနာဒူဝန်ကြီးချုပ် MK Starling ကသစ်ဆုံးမှုကို Expose ခုမှတီးပြခဲ့ပြီးအဲ့ဒီအလို့သမား၉ယောက်ဟာအရှိပိုင်းအာသံပြည်နယ်ကနေလာကြသူတွေဖြစ်တယ်လို့ဆိုပါတယ်ရှင်။ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆန်ပါရှင်